calorie deficit လုပ်နေရင် protein လောလောအောင်စားရင်ကြွက်သားတက်နိုင်ပါတယ် calorie deficit လုပ်နေရင်အစီချနေရဆိုတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ် muscle တွေဒီတိဆောက်လို့ရတယ် muscle တွေကြီးထွားအောင်လုပ်လို့ရတယ် calorie deficit ပမာဏသာမှန်နေရဆိုရင်ပေါ့အဲ့တော့ calorie deficit ပမာဏမှန်လားမှန်လားဆိုတာ muscle တိဆောက်ဖို့ဘာတွေလိုလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးမယ်ကြွက်သားတွေတိဆောက်ဖို့ muscle ကြီးထွားလာဖို့အတွက်အဓိကလိုတာအချက်၅ခုပဲလိုတယ် training လိုတယ် recovery လိုတယ် protein လိုတယ်ရေလိုတယ်နောက်ဆုံးအဆင့်အနေနဲ့ energy ကယ်လိုရီလိုအပ်တယ်အဲ့တော့ဒီဘက်ကကယ်လိုရီ deficit မှန်မှန်မှန်ဆိုတာဒီ energy ကယ်လိုရီကိုပြောချင်တာဖြစ်တယ်ရှေ့ရလေးချက်နဲ့ကိုက်ညီနေရဆိုရင်ကျွန်တော်ခန္ဓာကိုယ်က mass ရေတည်ဆောက်နိုင်မှာဖြစ်တယ် mass ရေကြီးထွားလာမှာဖြစ်တယ်အဲ့တော့ဒီဟာကိုကျွန်တော်ဘယ်လိုချင်းကိုက်နည်းနဲ့သိနိုင်လဲဒီ energy level နဲ့ကယ်လိုရီနဲ့ကျွန်တော်ရှေ့ရလေးချက် training recovery protein ရေအဲ့ဒီလေးခုနဲ့နောက်က energy နဲ့ဘယ်လိုဆက်ဆက်မှုတွေရှိနေလဲဆိုတာကိုကျွန်တော်ဒီမှာအသေးစိတ် session ပြပေးသွားမယ်အဲ့တော့ပထမဆုံးချက်ကနေစပြောရမယ်ဆိုရင် training training ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ muscle တွေတိဆောင်းနိုင်မှု muscle ကြီးထွားလာဖို့အတွက် progressive overload ဆိုတဲ့ window လေးချိန်ညံသဘောတရားလိုအပ်တယ်။ progressive overload ဆိုတာအလေးတိုးတာအချိန်တိုးတာအကြော့ရည်တိုးတာအကုန်လုံးပါဝင်တယ်။အဲ့ဒီပုံစံမျိုးနဲ့ muscle တွေကိုလှုံ့ဆော်မယ်ဆိုရင် muscle တွေတိဆောင်းလို့ရတယ်။ muscle တွေကြီးထွားလာလိမ့်မယ်။အဲ့တော့ progressive overload ဖြစ်နေဖို့ window လေးချိန်ညံသဘောတရားနဲ့ကြွက်သားတွေကိုလှုံ့ဆော်နိုင်ဖို့ဆိုတာဒီဘက်က energy level နိုင်နေလို့မရဘူး။ calorie အရင် short ထားလို့မရဘူး။အဲ့တော့ ဆက်ဆံမှုရှိတယ်ဒီဘက်ကယ်လိုရီ level ကိုကျွန်တော်တို့အသင့်တင့်ပဲ short ထားမယ်ဆိုရင်ဒီဘက်က progressive overload window လေးချင်းချင်းသဘောတရားကိုထိမ့်သွားလို့ရတယ် muscle တွေကိုကောင်းကောင်းလှုပ်ဆော်လို့ရတယ်ကြွက်သားတွေတိဆောက်လို့ရတယ်ကြွက်သားတွေကြီးလာအောင်လုပ်လို့ရတယ်အဲ့လိုမဟုတ်ဘူးကယ်လိုရီ level energy level အရင်နည်းနေပြီဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ် muscle တွေတိဆောက်ဖို့မှာအခက်အခဲဖြစ်သွားနိုင်တယ်ဒုတိယတစ်ခုအနေနဲ့က recovery recovery နဲ့နောက်ဆုံးက energy ဒီကယ်လိုရီနဲ့ဘယ်လိုဆက်ဆံမှုရှိလဲဆိုရင်ကယ်လိုရီ deficit အရင်များလာရင်ကျွန်တော်တို့ခန္ဓာကိုယ် energy level အရင်နည်းလာတယ်တနေကုန်လူကနှုံးချိနေရမျိုးတွေဖြစ်တဲ့အပြင် recovery မှာအရေးကြီးဆုံးအစိတ်ပိုင်းဖြစ်တဲ့အိတ်ဆက်ချိန်ညအိတ်ချိန်အဲ့ဒီအထာမှာတော့ပြီးထိခိုက်မှုရှိတာကိုတွေ့ရတယ်ညဘက်ကျွန်တော်တို့အိတ်နေကြအချိန်တွေမှာအိတ်မပြောတာမျိုးတွေအိတ်ခန့်ကြီးလန်းနေတာမျိုးတွေလူကလန်းဆန်းနေတာမျိုးတွေဖြစ်နေတဲ့လေနောက်တစ်ခု sleep quality လို့ခေါ်တယ်အိတ်ပျော်ခဲရင်တော့နေ့နေ့ချာချာအိတ်မပြောတော့တာမျိုးတွေကြုံရနိုင်တယ်ဒီဘက်က energy အရင်နည်းနေ calorie အရင်နည်းနေလို့ရှိရင် ဆိုတော့ဒီနှစ်ခုဒီစစမှုရှိရယ် recovery အားနည်းနေကျွန်တော်ခန္ဓာကိုယ်မှာစတဲ့ဒီတိဆောက်ဖို့ကြီးထွားဖို့ဆိုတာခက်ခဲဖြစ်သွားနိုင်မြန်တယ်တတိယအချက်အနေနဲ့က protein protein နဲ့ energy နဲ့ဘယ်လိုစစမှုရှိလဲဆိုရင်တော်တော်များများဒီ calorie short ပြီးဆိုရင် protein တွေပါနည်းသွားတယ်လေဘာကြောင့်လဲဆိုတော့ protein မှာလည်း calorie ပါတယ်သူတို့က application တွေတုံးတယ် AI တွေ Google တွေကိုမေးပြီးတော့ဒီဘက်က calorie နည်းနည်းလေးစားဖို့အတွက်စူးစမ်းကြတဲ့အချိန်မှာ protein intake ခန္ဓာကိုယ်ရဲ့ဝင်လာတဲ့ protein ပမာဏ လျှော့ပြီးသားလို့ဖြစ်သွားတယ်လေအဲ့လိုအချိန်မှာခန္ဓာကိုယ်ကမာစေတီဆောက်ဖို့လိုအပ်တဲ့ကုန်ကျန်းဖြစ်တဲ့ဒီပရိုတင်းကြီးကိုလုံလောက်အောင်မရတော့တဲ့အတွက်မာစေတီဆောက်ဖို့ကြီးထွားဖို့မှာအခက်အခဲဖြစ်သွားနိုင်တယ်နံပါတ်၄ချက်မြောက်အနေနဲ့ကရေရေဓာတ်ခန္ဓာကိုယ်ထဲမှာလုံငန်းဆောင်တာတွေအများကြီးရှိတယ်။အဲ့ဒီဟာတွေအကုန်လုံးမှာရေဓာတ်တွေမရှိမဖြစ်လိုအပ်တယ်။မာစယ်တိဆောက်ခြင်းဖြစ်စဉ်မှာလည်းရေဓာတ်တွေမရှိမဖြစ်လိုအပ်တဲ့ခန္ဓာကနေပါဝင်တယ်။အဲ့တော့ခန္ဓာကိုယ်ထဲမှာရေဓာတ်လုံလောက်နေဖို့ဆိုရင်ကျွန်တော်တို့ကရေတောက်တဲ့တစ်ခုလေးကိုကြည့်လို့မရတော့ဘူး။ခန္ဓာကိုယ်ထဲမှာရေဓာတ်တွေလုံလောက်နေဖို့ရေဓာတ်တွေကိုထိန်းထားနိုင်ဖို့ဆိုရင်အ တောက်လိုက်တဲ့ရေလိုမယ်ဆိုဒီယမ်ဆိုတဲ့အစာအငံတက်လိုမယ်ကာဘိုဟိုက်ဒရိတ်ကစီတက်လိုမယ်အဲ့ဒီသုံးခုရှိနေကမှကျွန်တော်တို့ခန္ဓာကိုယ်ရဲ့မှာရေတက်တွေလုံလောက်အောင်ရှိနေမှာထိန်းထားနိုင်မှာဖြစ်တယ်သူ့ရဲ့ system တွေ function တွေဒီမှာဆက်တိဆောက်ရေးဖြစ်စဉ်တွေမှာရေတက်ကိုလုံလောက်အောင်အသုံးချနိုင်မှာဖြစ်တယ်အဲ့တော့ဒီဘက်က energy နဲ့ရေနဲ့ကဘယ်လိုသွားဆိုင်နေရလဲဆိုရင် calorie short တာများပြီဆိုရင်ကျွန်တော်တို့ကသိကြတယ်ကာဘိုဟိုက်ဒရိတ်တွေ fat တွေစားတာလည်းနည်းသွားနိုင်တယ်အဲ့လိုအချိန်မျိုးမှာ diet အလုပ်နေရဖြစ်တဲ့တော့ကိုကျွန်တော်တို့ကဟင်းနေအပြင်စားတွေကိုသိစားပြမှာမဟုတ်ဘူးအဲ့တော့ အငံတက်ဝင်လာလဲနည်းသွားတယ်ဒီဘက်ကကစီတဲ့ကာဘိုဟိုက်ဒရိတ်တွေလည်းနည်းသွားတယ်အဲ့လိုအချိန်မျိုးမှာတောက်တဲ့ရေများနေရင်တော့ခန္ဓာကိုယ်ထဲမှာရေဓာတ်တွေအများကြီးထိမ့်မထားနိုင်တော့ဘူးရေဓာတ်လုံလောက်မှုမရှိတာမျိုးတွေဖြစ်တတ်တယ်ဒီဟိုက်ဒရေးရှင်းလို့ခေါ်တဲ့ရေဓာတ်ခန့်ချောက်တာမျိုးတွေဖြစ်လာနိုင်တယ်အဲ့ရေဓာတ်လုံလောက်မှုမရှိဘူးဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ဒီမာစိတ်တိဆောက်ဖို့မှာခက်ခဲဖြစ်သွားနိုင်တယ်အနှောက်အယှက်ဖြစ်သွားနိုင်တယ် အဲ့ဒီဘက်က energy level calorie level ကိုကျွန်တော်တို့အရင် short မထားဘူးဆိုရင် calorie deficit အရင်လုံးမထားဘူးဆိုရင်ကျွန်တော်တို့ရဲ့ diet plan ထဲမှာ carbohydrate ကိုပမာဏအသင့်အထည့်လို့ရမယ် protein လုံးလုံးအောင်စားလို့ရမယ် sodium ဆိုတဲ့ electrolyte အပိုင်းလေးကိုသတိထားမယ်ရေများများတောင်းမယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်ထဲမှာရေဓာတ်တွေလုံးလုံးနေမှာဖြစ်တယ်မာစေတိဆောက်ကိုထောက်ကူပြုရမှာဖြစ်တယ်နောက်ဆုံးနံပါတ်5အချက်ကတော့ရှေ့ရဟာအားလုံးပေါ်မှာအကျိုးသက်ရောက်မှုရှိနေတဲ့ energy calorie ဖြစ်တယ်အဲ့တော့ဒီ energy calorie နဲ့ရှေ့ရအချက်၄ချက်နဲ့ကိုက်ညီနေရဆိုကျွန်တော်ခန္ဓာကိုယ်မှာမာစေတိကြီးထွားနိုင်တယ်မာစေတိတိဆောက်နိုင်တယ် တော့ calorie deficit ဆိုတဲ့အချိန်မျိုးမှာအစီချနေတဲ့အချိန်မျိုးမှာဒီအချက်၅ချက်ကိုက်ညီတယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်တွေကအစီချတဲ့ဖြစ်စဉ်လည်းရမှာဖြစ်တယ်လို့ဒီဘက်ကကြွက်သားတက်လာတဲ့ဖြစ်စဉ် muscle ကြီးလာတဲ့ဖြစ်စဉ်ကိုလည်းဒီပိုင်းနဲ့ရလာမှာဖြစ်တယ်အဲ့အဲ့နောက်ခုပေါင်းလိုက်လို့ရှိရင် fat loss နဲ့ muscle gain ဒီပိုင်းနဲ့ဖြစ်တဲ့ body recomposition လို့ခေါ်တဲ့အဲဒီခန္ဓာကိုယ်မှာအစီလဲကျ muscle လဲတက်ဆိုတော့ရလာနှစ်ခုဖြစ်စဉ်နှစ်ခုကိုဒီပိုင်းနဲ့လုပ်ယူလို့ရမှာဖြစ်တယ်ဒီနေရာမှာအပူဆောင်အနေနဲ့ကျွန်တော်ပြောချင်တာဒီတော်တော်များများဒီ muscle ကြီးအောင်ဆိုပြီးတော့ calorie အများကြီးတိုးစားတယ်ဘိုက်တွေမဆန့်တာကိုအတင်း စားနေတာမျိုးတွေတွေ့ရတယ်ခဏကူမှအစီရင်တက်လာမှမစီရင်တက်လာမယ်လို့ထင်တဲ့အယူအဆတွေဟာလွဲမားနေကြောင်းကိုကျွန်တော်ထောက်ပြခြင်းတယ်။ဘာကြောင့်လဲဆိုဒီအချက်၅ချက်ဒီအစီချနေတဲ့အချိန်မှာတော့ဒီအချက်၅ချက်ရှိနေလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ကမစီတိဆောက်လို့ရတယ်ဆိုရင်ကယ်လိုရီအများကြီးတိုးနေစရာမလိုအစီအများကြီးတက်ခံနေစရာမလိုဘူး။အဲ့အစီအများကြီးတက်ခံပြီးမစီကြီးအောင်လုပ်ပြဆိုရင်လည်းအဲ့အစီကိုပြန်ချတဲ့အချိန်မှာမစီလော့ဆိုတာပြန်ဖြစ်သေးတယ်။အဲ့တော့ဒီအချက်၅ချက်ကိုတခြားလုပ်သွားမယ်ဆိုရင်ကျွန်တော်မစီကကယ်လိုရီ deficit မှာလည်းတိဆောက်လို့ရတယ်လို့ကယ်လိုရီ အများကြီးတို့မစားဘဲနဲ့လေမာစေတိဆောက်လို့ရတဲ့အကြောင်းကိုဒီဗီဒီယိုလေးမှာအသေးစိတ်မျှဝေပေးတာဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်